ဝတ်သက်လို့ပြောရင်ကလေးတွေမှာပဲပေါက်တာလေးလို့များတွေးနေသလားမဟုတ်ပါဘူးเนาะအသက်ကြီးမှလည်းဝတ်သက်ပေါက်နိုင်ပါတယ်ကြီးမှပေါက်တဲ့ဝတ်သက်ကပိုခံစားရပါတယ်ရှင်ဝတ်သက်ကအရွယ်မရွေးပေါက်နိုင်တဲ့ကျန်းမာရေးအခြေအနေတစ်ခုပါအခုတစ်ခေါက်တော့အသက်ကြီးမှပေါက်တဲ့ဝတ်သက်အကြောင်းကိုပြောပြပေးသွားမယ်เนาะဝတ်သက်ဆိုတာကပါလဲဝတ်သက်ဆိုတာကအသက်ရှူလမ်းကြောင်းစနစ်မှာပိုးဝင်ကူးစက်တဲ့ယောဂတစ်မျိုးပါ ကုသမြန်နဲ့ယောဂတမျိုးဆိုရင်လည်းမမားပါဘူးเนาะယောဂဘိုးရှိနေတဲ့ချွဲတလိတ်တွေဒရွေးတွေနဲ့ထိမိရင်ပဲဖြစ်ဖြစ်ယောဂဘိုးရှိတဲ့သူကနှာချေလိုက်တဲ့အခါမှာချောင်းဆိုးလိုက်တဲ့အခါမျိုးတွေမှာယောဂဘိုးပြန့်နှံ့သွားပြီးတော့ကုသနိုင်ပါတယ်เนาะဒီယောဂဘိုးဟာပြင်ပလေဒူးနဲ့ပစ္စည်းတွေပေါ်မှာအချိန်တော်တော်လေးရှင်သန်နိုင်ပါတယ်เนาะ ယောဂပိုးရှိတဲ့သူနဲ့နီနီကက်ကက်နေရင်ပဲဖြစ်ဖြစ်ယောဂပိုးတွေကန့်ညိနေတဲ့နေရာတွေမှာထီထွေးမိလိုက်ရင်ပဲဖြစ်ဖြစ်ဝတ်သက်ယောဂကကူးစက်ပြန့်ပွားနိုင်ပါတယ်ယောဂပိုးရှိသူနဲ့တခွက်တည်းအတူတူတောင်းမိတာအသုံးဆောင်တွေအတူတူမျှတုံးတာတွေကြောက်လေဝတ်သက်ယောဂကကူးစက်နိုင်ပါတယ်ရှင်ဝတ်သက်ကခလေးငယ်တွေကိုအသက်ဆုံးရှုံးစေတဲ့အဓိကအကြောင်းရင်းမှာ 2014ခုနှစ်အတွင်းမှာကဘာတလွားမှာဆိုလို့ရှိရင်ဝတ်သက်ယောဂကြောင့်ခလေးငယ်33400အထိကိုရှိခဲ့ပါတယ်နော်အသက်9နှစ်အောက်ခလေးငယ်တွေဟာဝတ်သက်ယောဂကြောင့်ပဲအသက်ဆုံးရှုံးနေရပါတယ်ရှင်ဝတ်သက်ကဒီလောက်ထိကြောက်ဖို့ကောင်းပါတယ်နော်ဘယ်လိုလက္ခဏာတွေတွေ့နိုင်လဲဆိုရင်တော့ဝတ်သက်ယောဂဖို့ကကုသခံနိုင်ရပြီးတော့10ရက်ကနေ14ရက်အတွင်းမှာယောဂလက္ခဏာတွေပြတတ်ပါတယ်ဝတ်သက်ကုသခံနိုင်ရပြီဆိုလို့ရှိရင်အဖျားတက်မယ် ချောင်းကြောက်ဆိုးမယ်၊နှာဆေးမယ်၊လေချောင်းနာမယ်၊မျက်လုံးတွေရောက်မယ်၊မျက်လုံးတွေနေရဲနေမယ်၊အလင်းမခံနိုင်ဖြစ်မယ်၊ကြက်သားတွေနာမယ်၊ပါးစပ်ထဲမှာအဖြူစက်ကလေးတွေထွက်နေမယ်။ဒီအချက်တွေကြောင့်လေဝတ်သက်ဖြစ်နိုင်ပါတယ်နော်။ဝတ်သက်ကအပေါ်ကပြောခဲ့တယ်လို့မျိုးကုသရောဂါတစ်မျိုးပါ။မဖြစ်ခင်ကကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲနော်။ကာကွယ်ဆေးမထိုးထားတာယောဂရှိနေတဲ့နေရာတွေသွာလာမိတာဗီတာမင် A ချို့တဲ့နေတာ ယောဂပိုးရှိတဲ့အရာတွေကိုထိတွေ့မိတာယောဂပိုးကုသခံနိုင်ရသူ ਨੇ နီနီကက်ကက်နေတာအတုံးဆောင်တွေမျှသုံးတာကြောင့်လေဝတ်သက်ကုသခံရနိုင်ပါတယ်နော်နောက်ဆက်တွဲယောဂအနေနဲ့ဘာတွေခံစားရမလဲဆိုရင်တော့ဝတ်သက်ယောဂကအသက်အနေရဲ့ဖြစ်စေနိုင်တဲ့ယောဂတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကာကွယ်ဆေးမဖြစ်မနေထိုးသင့်ပါတယ်ဝတ်သက်ကြောင့်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်းကြုံတွေ့နိုင်ရပါသေးတယ်နော်အဆုတ်ရောင်ယောဂ ုံနောက်အမေးရောင်နားပိုးဝင်တာချောင်းဆိုးရင်ကျက်တာကိုဝင်ပြက်ကြတာလမစိပဲခလေးမွေးဖွာတာမျက်လုံးကွယ်တာတင်းထန်တဲ့ဝမ်းလျှောယောဂါတွေကိုခံစားရနိုင်ပါတယ်ရှင်ဘလို့တက်တောင်လောက်ရမလဲဆိုရင်တော့အသက်ယောဂါကကာကွယ်ပေးမှုက အထူးရောက်ဆုံးကုထုံးပါရှင်တကယ်လို့တင့်အနေနဲ့ဝတ်သက်ယောဂခံစားနေရမယ်ဆိုရင်တော့ဒီနီလန်းလေးတွေကအသုံးတဲမှာပါနော်ပထမတစ်ချက်ကတော့အနားယူတာပါ ခန္ဓာကိုယ်ကိုအနာကောင်းကောင်းပေးတာပါပင်ပင်မမဘာမှမလုပ်ပဲနေတာပေါ့နော်နောက်တစ်ချက်ကတော့အရင်များများတောက်တာပါရေနွေးလိုမျိုးရေတက်ဖြစ်ပြီးတဲ့အရင်မျိုးကိုတောက်ပြီးလို့လည်းရပါတယ်အဖျားကျစေဖို့နဲ့ချွေးတက်တာကြောင့်ဆုံးရှုံးသွားတဲ့ရေတက်ကိုလည်းဖြစ်တင်းနိုင်တဲ့အတွက်ကြောင့်ပါနော်နောက်တစ်ချက်ကတော့အဆိုထိန်းဆက်လေးဖွင့်ထားပေးတာပါအောက်ဆိုးတာနဲ့လေချောင်းနာတာကိုတတ်တာစေဖို့အတွက် လေထုထဲမှာအဆိုတက်ရှိနေစေဖို့ အစိုးရထိန်းချက်လေးလည်းဖွင့်ပေးထားဖို့လိုပါတယ်နော်နောက်ဆုံးတစ်ချက်ကတော့မျက်လုံးတွေကိုအနာပေးတာပါအလင်းနံကိုမခံနိုင်တာမျိုးတွေရှိတာကြောင့်မျက်လုံးကိုအနာပေးဖို့လိုပါတယ်နော်ဖုန်းတွေမသုံးဖို့နဲ့ TV တွေမကြည့်ဖို့လို့ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ဒီဗီဒီယိုလေးကတော့ WhatsApp ပေါက်နေသူတွေအတွက်အသုံးတက်မယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးပဲနေကောင်းကျန်းမာကြပါစေနော်